ကိုနဲ့တော့ဟိုဒီနေ့ဒီနေ့ကိုနဲ့ဘာတစ်ခုမှမပူတာဘူးဥကအိတ်နဲ့ပူတာဘောင်းမီနဲ့မပူတာဘူးကိုဝှက်ထားတဲ့ဟာကိုနဲ့အကြတယ်ပဲကြောက်ွက်တယ်အဲ့လောက်ကြီးအေးတယ်ပါလားသူ့တငယ်ချင်းကိုလည်း ice man လို့ပြောအေးလုံးသူ့ကောင်မလေးလို့လည်း ice man ပဲလို့ပြောဘာလို့ ice man ကောအဲဖြက်လက်ဖြက်တော့ကောင်မလေးဆီကသူ့ဘာလို့ဆိုအရန်အေးလုံးအားကြီးတယ်သူကရီသားချင်းတွေ့ရင်သူရီသားကိုထမင်းကြိုက်ယူခိုင်းပြီးတော့ဘေးနားကလည်းတိုင်ရင်လည်းအေးရဘေးမှာတော့သူ့အခန်းလေးနဲ့ကွန်ပျူတာကနေမှမထွက်ဘူးငင်းကွာဇော်ထားပြီးတော့ဘေးမှာရှောင်းတော့သူကမှအကြိုက်တွဲမှာလေ သူပြောလဲငါမတွဲလဲနေသူကညရပါသူကိုနေတာဟိုဘောဖြစ်တာမဟုတ်သူဘလောက်ဘောဖြစ်လဲသူဒီနေ့ဒီနေ့ကိုနေဘာတခုမှမပူတာဘူးဥကအိမ်နေမပူတာဘောင်းမီးနေမပူတာဘူးကိုဝှက်ထားတဲ့ဟာကိုနေအကြတယ်ပဲကြောက်ွက်တယ်အဲ့လောက်ကြီးအေးရပါတော့သူတငယ်ချင်းကိုလဲအိုက်စ်မန်လို့ပြောတယ်ဒီလိုသူကောင်မလေးလို့ပြောတယ်အိုက်စ်မန်ပဲလို့ပြောဘာလို့အိုက်စ်မန်ကောလဲ အဲဖြက်လက်ဖြက်တော့ကော်မလီဆီကသူဘာလို့ဆိုအရန်အေးတော့အားကြီးတယ်သူကရေးသားချင်းတွေ့ရင်သူရေးသားကိုထမင်းချိုင်ယူခိုင်းပြီးတော့သူကဘေးနားလက်တိုင်ကလည်းအပြီးရောဘဲမှတော့သူအခန်းလေးနဲ့ကွန်ပျူတာကန်းထဲမှာမထွက်ဘူးရင်းကွာဇော်ထားပြီးရလို့ဘဲမှလည်းရှောင်းတော့လို့ဘယ်သူကမှအကြိုက်တွဲမှလည်းသူကသူပြောလဲဘာမထွက်လဲနေသူကရရပါ့ကြည့်အဲ့လိုကောင်းတာခုလဲအသက်30ကျော်နော်ဒါရင်မိမ့်မိုက်ပါလားပြီးလဲမီးလေးပဲချီရတယ်အဲ့နော်ဘယ်အေးစင်းကအေးစင်းကသူ့ဘာသူကစာလိုက်ရတော့မှဒုက္ခရတယ်။အဲ့နိုင်ငံရေးမှာမင်း ဟိုဘာ girlfriend တွေပဲရှိလားဆိုတော့ရှိဘူးတော့ဟာလုံးတော့လေးပေါ့မင်းမင်းဒီရရောက်နေတိုးတိုးရလိမ့်မယ်ပေါ့သမီးလိုက်တယ်လေရင်းသားရပါရှိပြီပြောယူကြတယ်မယူတော့တော့မှသူတို့ကြောင့်ကိုယ်နဲ့မျက်ဟိုဟိုနာမည်ပြက်ဘူးကိုယ့်ကြောင့်နာမည်ပြက်ပါအရန်ဆိုရင်ရာရာကိုယ်နဲ့တော့ထိန်းသိမ်းဘူးသူကားကြီးပါဆိုလဲတာတော့မအောင်တော့ဝါသနာမပါလို့သူကနိုင်ငံမှာကြောက်သွားတယ်လေတဏီတော်သာလားဟမ်အဲ သမီးကလည်းသူလိုက်သွားတာဒါမှလိုက်ခင်လေသူကဒီအလုပ်ဝါဒနာပါတယ်ဆိုတာနဲ့သူရှင်းပြတော့မလုပ်သေးဘူးမလုပ်သေးဘူးပင်မန်းပါလို့ကိုတိုင်းဒီလုပ်ရဟိုကိုတိုင်းတို့တကယ် professional ကြာလုပ်ပြီဆိုသူတို့ခိုင်းပါလေဒိုင်တာရက်ပတ်စံကြီးသွားပြီးတော့ခိုင်းပါဒိုင်တာတော့အဲ့လိုကြည့်သူမလုပ်နိုင်မှာမဟုတ်ဘူးအဲသူတို့ကဒီဟောပေါ့ဒီရှိတုံးလေးပဲဝါဒနာပါလို့ရိုက်တာရိုက်ရိုက်ပြီးလို့ရပဲတကယ်တမ်းကျရင်သူတို့ဘယ်မှမခံနိုင်ဘူးအဲကောနဲ့ဝါဒနာမပါဘူးဒါပေမဲ့တမိရမရဘူး အဲသူကပူသွေးပါတယ်သူကသူယောဂရှိတယ်အဲ့တော့အဲသူနဲ့ကိုတွေ့တဲ့ရိုက်ဆရာရှိတယ်ရိုက်ဖိတ်တယ်တော့ဘောပေါ့ကိုယ်ကတက်နိုင်မှာဂျာနယ်လို့ဒီမီဒီယာလို့ရှောင်းတယ်ဘာလို့ဆိုတော့သူမျက်စိနောက်မှာရကြောက်လို့ကိုယ်ကမျက်စိနောက်မှာရကြောက်လို့ကြောဘယ်နေရာမှမသွားဘူးဘာမှလည်းမလုပ်ဘူးမီမီဒီယာလည်းမကြည့်ဘူးအဲဘာဖြစ်လာလဲဆိုကိုယ်နဲ့ Facebook ပေါ့ကိုယ်နဲ့ကြော်ရောက်ဆိုတဲ့နာမည်နဲ့ဟာအများကြီးပဲသူတို့တွေတုံးထားကြတဲ့လူတွေတော့အဲပထမကိုယ်နဲ့တွေ့သေးတွေ့တော့ဩ ်ဟိုဒါလေးတွေလှုပ်ရှားရင်သူတို့တစ်ပတ်ရမှာပေါ့ဆိုတော့ဟိုတော့မပြောတော့ပါကြောရောက်ဒါကြောရောက်ဒူးဒူးရှိတယ်ကြောရောက်စားဖို့လေးရှိတယ်အာကြောရောက်ဟောဘာလဲဒီကောင်ဘာခေါ်လဲကွာပစ္စည်းပစ္စည်းကပေါက်ရရောင်းတာတွေရှိတယ်ကွာမျိုးလုံးရောင်းနေကြတာအော်ချအမျိုးလုံးရောင်းနေကြတာနောက်ပိုင်းကျတော့အဲ့လှုပ်ပိတဲ့သူဘာမှပြောအခုကျတော့အဖေတို့မှကြောရဲအောင်ဒီကလေးဘာပေါ့ဟောအဖေတို့မှတော်လှုပ်ထားတာဒါသူတို့လှုပ်ထားတဲ့ပုံစံတော်တော်စီးစနစ်တော်ကြာတယ်ဘာလဲဆိုတော့ follower တွေတန်းနေချင်နေလူတွေအများကြီး ။နောက်တော့ကိုနိုင်မှမရှိတဲ့ဓာတ်ပုံတွေသူတို့ညီမရှိတော့ဟာသူတို့ကသူတို့ဒီကောင်တွေကဓာတ်ပုံတွေအောင်ပြန်တောင်းအောင်သဘောရှိတယ်ဆေးရှိတယ်ဆိုပြီး။ဒါကြဓာတ်ပုံတွေဩဘယ်လိုယူရမလဲမသိဘူးနော်။တို့ကြသူတို့ဘယ်လိုမရှာတတ်နေကိုကအောင်ရှိဘူး။ကိုနိုင်အိမ်မှာနော်။ကိုနိုင်ကဟိုဘောအော်ကိုနိုင်ရဲ့မတ်တရဓာတ်ပုံတွေဘာမှမရှိဘူး။ဘူရာလည်းမထားပြဘူးနော်။အဲ့ဒါသူတို့မှဟာငယ်ငယ်တုန်းကဟာလေးတွေပဲအစာကုန်ရှိတော့ဩဒါတိုက်ကြည့်ကိုပြောတယ်တပြည့်နဲ့ဘာဖြစ်လာလဲဆိုတော့အဲကိုနဲ့ဟိုပေါ့ ဟို image နဲ့ထိခဲ့အောင်လည်းလုပ်လာတယ်။နောက်ပေါက်ရစကားတွေပြောလာတယ်။မဆိုင်တဲ့စကားတွေဝင်ပြောတယ်။ဆိုတော့ကြာအပြေးတက်ကတော့ကိုယ်တိုင်ဟာအောင်းဝေးပြီးတော့ဟိုအောက်ကနေ comment တွေရေးပါတယ်။အမေသူတို့ကပြန်ပြောတယ်ကကျွန်တော်ကဘာဖြစ်တာလဲကျွန်တော်အဲ့ဒါဘာလို့အပြေဟောဒီဒီအားကြောင့်ဘာဖြစ်လဲဒီအားကြောင့်ဘာဖြစ်ဟိုညာလေးဝင်ပါဒီညာလေးဝင်ပါသူများကြီးရန်ဖြစ်တာလေးလည်းဝင်ပါဆိုတော့ဟာဒုက္ခပဲလို့ငါနေနေငါ့တော့ကိုယ်တိုင်းအဲ့ဝါလာပေါ့သူများအကြောင်းလည်းမသိချင်ဘူးဘဒုအကြောင်းမှမသိချင်ဘူးကိုယ်အကြောင်းလည်းကိုယ်မသိချင်ရှင်းပြောအဲ့ ဘာမှလည်းမပြောဘူးဘူးအเจ้าမှလည်းမပြောဘူးဘယ်တော့မှမပြောဘူးအဲဆိုတော့ဝင်ပါတယ်ပြင်ဂျိုင်းကြီးမကြည့်လည်းမကြည့်လိုက်ကြည့်လိုက်ကိုနန်ဖေးဆိုလို့ရှိခုမှအဲကိုနန်ကိုပေါ့ကို page ထောင်မယ်ဆိုပြီးတော့အခုမှစပြီးလုပ်လိုက်တာအဲ့ဒါလေးပြောရင်းပေါ့နော်အဲအခုလက်ရှိထွက်နေတဲ့ကြော်ရောက်ဟာဆိုတော့တခုမှကိုနန်လည်းမဆိုင်အမျိုးဆုံးတော့အမျိုးဆုံးပြောနေရတာပဲဓာတ်ပုံတွေတင်းပြီးယုံကြည်လောက်အောင်လုပ်ထားတာအများကြီးပဲအဲ့တော့အဲ့ဒီမှာမှကိုနန်ပြောလို့နော်ကိုနန်ရဲ့ဟိုအတိတ်ကတရားတွေထိခိုက်လာတဲ့ဟာတွေရှိတယ် အဲသူတို့လည်းကလေးတောင်းမှခိုင်းနေမင်းအဲ့ဒါတိတ်မလုပ်ကြပါနဲ့ငါ့ငါ့နာမည်ရသုံးနာပြည်သားမရှိဒါကြာလာတော့ခါကြတာမကောင်းဘူးကလေးတွေပါကိုနေ့ချီခဲ့တာလေကိုနေ့သားသမီးတွေချီခဲ့တာပေါ့အရင်ဆိုရင်